တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ22ရက်နေ့ရက်နေ့30ရက်နေ့တော်တွင်ကာလမှာမိမိအတွက်ကြီးမားချက်သစ်တွေရည်ရွယ်ချက်သစ်တွေကိုလုပ်ကံပြီးအောင်မြင်သလိုငွေကြေးကံကောင်းမယ်တခါမှမလုပ်ဘူးသေးတဲ့လူတွေလည်းလုပ်ကံမယ်လက်ပွင့်မယ်ရပိုင်ခွင့်တွေပြန်ရမယ်လုပ်ငန်းဝင်ငန်းသူတွေအလုပ်စစ်တိုးတက်မယ် စီးပွားရှာသူတွေမှာလက်ပွင့်ကပ်ပွင့်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုကြုံမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတိုးလုပ်ကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တိုးတက်မှုကိုရရှိမယ်ကိုယ်ပိုင်ယက်တီချက်နဲ့လုပ်ကန်ခြင်းတို့ရဲ့အနှစ်သာရကောင်းကိုကြုံမယ်အတတ်ပညာနဲ့ဘဝတိုးတက်မှုတွေရဲ့နှစ်သာရကိုလည်းရရှိမှာဖြစ်ပါတယ်၂၀နှစ်နေ့အဲ့ဒီမှာလက်ကောင်းနဲ့ကံကောင်းနဲ့စီးပွားကံတလန်ဖွဲ့နေတဲ့မဟာယဇ်နဲ့တိုက်တော့မတော်တဆအထီးကံမှန်ဒီရကိုတော့အထူးပြုပြီးကူးဆက်ရမယ်လူရှိရောက်သူခီးသွားတာ မပြုတ်ပါနဲ့အင်းဒီမှာအသွာလာနေတိုင်းဂိယုဆက်ရမှာဖြစ်ပါတယ်နောက်ရက်ကုန်တီသွားစရာနေရှိတဲ့တဲ့နေ့တနင်္ဂနွေနဲ့ညနေ3နာရီတွေသွားလာဂိယုဆက်ရမယ်23ရက်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းတွေရှိလင့်ကစားအတိုက်ခံတဲ့ဂျုံပြီးမှအလိုပြည့်စုံခြင်းနဲ့တိုးတက်ခြင်းကိုဂျုံမယ်24ရက်နေ့မှာရပိုင်ခွင့်တွေပြောင်းလဲရရှိမယ်အရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်24ရက်နေ့မှာငွေကြေးကိစ္စပြောဆိုမှုစဉ်ပြေမယ်အတိုက်ခံကြတာတိုးတက်မယ် 25ရက်နေ့မှာစီးပွားကံလုပ်ငန်းကံကောင်းမဲ့ရန်တိုက်ခံနေကြတဲ့ဖြတ်သန်းပြီးလူရှိရာစန္ဒကိုပေါ်ထုတ်နိုင်တဲ့ငွေကြေးကံထူးထူးခြားခြားကောင်းတယ်26ရက်နေ့မှာအတိုက်ခံနေကြတဲ့ထိုးပေါက်ပြီးတိုးတက်မဲ့သူတမားနဲ့မတူတဲ့ရှုထောင့်နေရာနေလောက်ကန်ကျိုးပေးမယ်28ရက်နေ့မှာလက်ပွေချင်းကံပွေချင်းရက်တန်းနဲ့လုပ်တဲ့လောက်ကန်ရခြင်းနေကြုံမယ်28ရက်နေ့ကတော့အလုံးစုံကံမြန်မာခြင်းနဲ့ရှင်မန်းချက်စစ်တို့ကိုလက်တွေ့ကောင်းတဲ့ဖော်ရန်အတွက်ကောင်းတဲ့ရက်တစ်ခုဖြစ်တဲ့ 30ရည်နှစ်မှာငွေကြီးလက်လာပတ်ရေးရကန်ချမဖျားဖျားကောင်းစွာတိုးတက်မှုနဲ့အောင်မြင်မှုတွေကိုရရှိပါမယ်။တနင်္လာနေ့ကနေ့ကြာသာပတိနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့မွေးတဲ့သူတွေကြောင့်စိန်နောက်ရှိတဲ့ဖြစ်တဲ့တဲ့သောကြနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်။ဒီကာလအတော်တွင်းမှာရှစ်ခွန်ကိုကနန်းတွေကိုကျိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွနိုင်တယ်။အ내ရောင်အပြာရင်ရောင်နေပြောင်တို့ကိုသုံးပြီးလို့ရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်။ဒီကာလအတွင်းမှာနိုဝင်ဘာလ 28ရှိရနေဒီမှာကောင်းစေးကောင်းလျှော်ပြုရင်အင်မတန်ကောင်းတဲ့နှစ်သက်ရရက်ကိုရွေးပြီးတော့ကောင်းစေးမင်္ဂလာဆောင်ရွက်ပါဖုံးကန်ကြီးချင်းအကြီးငယ်ဖြစ်ချင်းမြန်မာသော နေထားသူရောက်ရှိခြင်းကိုကြုံမယ်ဒီအပြင်နိုဝင်ဘာလ26 29နှစ်ရက်ဆက်တိုက်ဒနာသီတိတကဆန်းရှင်နေဝေကြီးကိစ္စတွေရက်ဒီမှာပြောဆိုလုပ်ခဲ့လက်ဖွင့်ခြင်းကိစ္စဆောင်ရွက်ပါတူတူကြကြကောင်းခြင်းတွေရရှိပါမယ် ကျေးဇူးတင်ပါတယ်